9ရက်3/2025မှာဒီ15ရက်3/2025တပတ်စာကာညီမာများကိုစတင်ပြီးတော့တင်ပြသွားမှာဖြစ်ပါတယ်ဗျာเนาะမင်္ဂလာပါဗျာဆရာကြီးမြန်မာပြည်ပါဒီဒီပတ်9ရက်3/2025မှာဒီနော်15ရက်3/2025တပတ်စာကာညီမာများကိုတင်ပြပြီးသွားမှာဖြစ်ပါတယ်ဗျာကျွန်တော်တို့ရွှေညာမီမိသားစုကကျူးတူပါတယ် ရွှေတိုင်းမိသားစုက9ရက်3လ2025မှာဒီ15ရက်3လ2025တပတ်စာကာညီမများကိုစတင်ပြီးတော့တင်ပြသွားမှာဖြစ်ပါတယ်ဗျာเนาะကျွန်တော်တို့ဒီတစ်ပတ်အလောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စတွေရတယ်ဒီချိန်မှာအများအိုးသိအိမ်သိလုပ်ငန်းသိအသစ်ကလေးတွေတိဆောက်တဲ့ကာလမျိုးဖြစ်နေပါတယ်ဗျာဒါကြောင့်အိုးသိအိမ်သိလုပ်ငန်းသိတွေနဲ့ပတ်သက်တဲ့တိဆောက်နေတဲ့လူတွေအသစ်တွေတိဆောက်နေတဲ့လူတွေပြဿနာမျိုးဖြစ်နေအသစ်တွေမဟုတ်ဘဲနဲ့အိုးကိုကိုရင်ကိုမိသားစုမှမနေဘူးအလောက်ကိုင်းနဲ့ပတ်သက်တဲ့အဆင်မပြေဘူးအလောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စတွေပိတ်နေတဲ့ မိသားစုများရှိလို့ကတော့ခင်ဗျာပွင့်နေသောပန်းလေးတပွင့်ကိုကိုင်းပြီးတော့ခင်ဗျာရာဦးတောင်းနောက်မြောက်တောင်းလှည့်ကိုင်းပြီးမှစူတောင်းလိုက်သမှဗျာပလတ်စတစ်ပန်းလေးဖြစ်ပြီးရတယ်ဒါမှမဟုတ်ရင်အဖြူရောင်ချီသောအစာလေးတစ်စားကိုကိုင်းပြီးမှစူတောင်းအင်ကြီးဖြူလေးတွေရတယ်ကျွတ်ကျွတ်ပလတ်စတစ်အဖြူလေးတွေလည်းရှိတယ်အဲ့ဒါလေးကိုကိုင်းကိုင်းပြီးအသင်းဖြူအောင်လေးကျမလေးလောက်ကန်နေပတ်တဲ့ကိစ္စလေးတွေစင်မပြူအိမ်ဆောက်ခြင်းနဲ့အလူတွေလှုပ်ခြင်းနဲ့နော် အနိုင်ငံခြားနဲ့ပတ်သက်တဲ့အလုပ်ငန်းတွေနဲ့ပတ်သက်တဲ့အလုပ်ချင်နေဗျာကျွန်တော်တို့မှာအလုပ်ငန်းတွေနဲ့ပတ်သက်တဲ့ကိစ္စပိတ်ဆို့နေတယ်ဒါကြောင့်ပိတ်ဆို့နေတဲ့ကိစ္စလေးတွေအများဆုံးအစဉ်ပြောင်းပွင့်နေသောအပန်းလေးတစ်ဖွဲ့ဒါမှမဟုတ်ရင်အဖြူအောင်ကြီးသောအစလေးရကျမတို့ကကူညီဆောက်ရှောက်တော်မူပါဆိုတဲ့အကြောင်းရာဟုတောင်းအနောက်မြောက်တောင်းလှည့်ပြီးမှအဖြူအောင်ပစ္စည်းလေးတစ်ခုကိုကင်ပြီးတော့ဆူတောင်းပါလားဒါမှမဟုတ်ရင်ပွင့်နေသောပန်းအဖြူအောင်ပွင့်လေးတစ်ခုကိုကင်ပြီးတော့ဆူတောင်းခြင်းအဖြစ်တင်းတို့မှာပိတ်ဆို့နေသောကိစ္စများ အမြန်ဆုံးပွင့်လန်းမည်ဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါရစေဗျာအထူးသဖြင့်တနင်္ဂနွေသားသမီးတွေကတခုခုနဲ့ပတ်သက်လို့ပိတ်နေလို့လားတနင်္ဂနွေထောက်အရှိမရောက်တော့အောင်လက်လက်ပြီးလက်ထက်မှာဘာမှမကင်မင်းနဲ့ခင်ဗျာအမြန်ခင်ဗျာဖြစ်သေးခြင်းနဲ့ကိစ္စတွေဒီဒီပတ်တွင်းမှာဆူတောင်းမယ်ဆိုရင်ပိတ်ဆိုနေတဲ့ကိစ္စများအမြန်ဆုံးပွင့်လန်းမှာဖြစ်ပါလေဒါကြောင့်တနင်္ဂနွေသားသမီးများဒီဒီပတ်အတွင်းအထူးရေတွေကတနင်္ဂနွေထောက်အရှိမရောက်တော့လှည့်ပြီးတော့လက်ထက်မှာဘာမှမကင်မင်းမဲမိမိလိုအပ်တဲ့ကိစ္စလေးတွေအစဉ်ပြေပါသေးကြောင်းလေးလေးစားစားဆူတောင်းခြင်းဖြင့် တင်းတို့မှာပိတ်ဆို့နေသောအိုးရင်လောက်ကင်များအများဆုံးပွင့်လန်းပါသည်ကြောင့်လေးလေးစားစားစတူတောင်းပြီးတော့ရေတရာများပြေးလိုက်ပါတယ်ဗျာနော်ဒီချိန်မှာငွေကြီးနဲ့နှီးနေတဲ့တဲ့ကိစ္စမှာလက်ထက်မှတပြားမှမကြည့်အောင်ပြတ်တက်တယ်ယာယီတွန်းဆုံနေတိုင်းစိတ်ထဲမှာတွန်းဆုံတွန်းဆုံနေတယ်ငွေပြတ်သွားတယ်အဲ့ဒါမျိုးဖြစ်ကြတယ်ငွေကခမရတဲ့ရတဲ့တဲ့ကိစ္စတွေစိတ်ကြောက်မယ်ရမယ်စိတ်အားနေတဲ့အခါမှာရတဲ့တဲ့လောက်မရဘဲနဲ့စိတ်ထဲကြတဲ့အခါမှာတော့လုံးဝကိုပတ်စံပြတ်သွားတာမျိုးဖြစ်တတ်ပါတယ်ဗျာဒါကြောင့်ငွေကြီးနဲ့ပတ်သက်တဲ့အခက်အခဲရှိတဲ့လူများ ကုနာအဖြူအောင်ရှိသောအစာလေးတစ်ခုကိုတင်းတင်းလာအရှိအရာကိုကိုင်းကြွကြွရဖြူလေးတွေကိုတင်းတင်းလာအရှိအရာကိုကိုင်းဒါမှမဟုတ်လို့ရှိရင်အဖြူအောင်ရှိသောပန်းလေးတစ်ဝန်းကိုတင်းတင်းလာအရှိအရာကိုကိုင်းပြီးစူတောင်းခြင်းဖြင့်တင်းတို့မှာပိတ်ဆို့နေတဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါလေဗျာအတင်းအဖြူအောင်ရှိတဲ့ပန်းလေးရေကျွန်တော်ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စလိုရတဲ့ကျွန်တော်လိုနေတဲ့ပတ်စံဘလောက်ကျွန်တော်ပေးစရာဘလောက်ကျွန်တော်ရစရာဘလောက်ပြည့်ရန်ရန်တရားလေးတွေနဲ့ကျွန်တော်မှာပိတ်ဆို့နေတဲ့ငွေကြီးကြက်တဲမှုတွေအများဆုံးအဆင်ပြေအောင် ပူညီဆောင်ရှောက်တော်မူပါဆိုတဲ့ကြောင့်ကြွကြွဖြူဖြူလေးကိုင်းပြီးတော့တင်းတင်းလာအရှိရာကိုလက်ပြီးစူးတောင်းမလားဒါမှမဟုတ်ရင်ပွင့်နေသောအဖြူအောင်ရှိတဲ့ပန်းလေးတစ်ပွင့်ကိုကိုင်းပြီးတော့စူးတောင်းကြပြင်တင်းတို့မှာပိတ်ဆိုးနေတော့ကိစ္စများအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါလေဗျာအဲအထူးသဖြင့်ဒီတစ်ပတ်ထဲမှာတင်းလန်းလာတာသမီးတွေများတကယ်လို့သွားရင်လာရင်နဲ့အဲ့ဒီနဲ့ဖြစ်လို့ရှိရင်ဆိုင်ကယ်ဒီကားတွေနဲ့ခွေတိုက်ပြီလို့လဲတတ်ပါတယ်ဒါမှမဟုတ်လို့ရှိရင်တော့ခမရအဟွားပေါ့ဟိုတုတ်ကွေးနော်ချောင်းစုတဲ့ယောဂအဲ့ဒီမျိုးတွေဖြစ်ပေါ်တတ်ပါတယ်ဗျာအဲ့ဒီနဲ့ဖြစ်လို့ကတော့ဆိုင်ကယ်နဲ့ ဆိုင်ငယ်နဲ့ခွေးတိုက်မိရလူကလဲမယ်ခိုင်းမိမယ်မကြိုးပါဘူးဗျာနာတာတော့တော်တော်နာသွားတတ်ပါတယ်ဒါမှမဟုတ်ရင်တော့ခင်ဗျာချောင်းဆိုးမယ်ရေတောက်တာအားနေလို့ဖြစ်တာပါဗျာရေများများတောက်ပေးပါရာသီပေါ်တုပ်ကွေးများဖြစ်တတ်ပါတယ်ဒါကြောင့်တင်းလင်းလာသားသမီးတွေကစိတ်တက်တီးတက်ကြွနေမယ်အဆင်ပြေမယ်ဆိုရင်ပြဿနာမရှိဘဲနဲ့စိတ်တက်တီးကြနေမယ်ဆိုရင်တော့လက်ထက်မှာငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာပြတ်တောက်တတ်တုံသာမကအဲ့ဒီတဲ့ဖြစ်တတ်ပြီးတော့ခင်ဗျာယောဂဖြစ်ရင်တော့ချောင်းဆိုးဝေဒနာများခံစားရတတ်ပါတယ်ဒါကြောင့်တင်းလင်းလာသားသမီးတွေတခုခုနဲ့ပတ်သက်လို့ကြောက်နေတယ်ဆိုရင်တော့ ဗုဒ္ဓတောင်ရက်ကိုလှည့်လှည့်ပြီးမှခမရဗလဲဓမ္မဘာမှမကင်မင်းနဲ့ဆူတောင်းလိုက်ဆက်ပါဗျာတင်းတော့မှာပိတ်ဆိုးနေတဲ့တင်းနဲ့လာသားသမီးနဲ့ပတ်သက်တဲ့နှိမ့်နဲ့ဆက်သက်တဲ့ပိတ်ဆိုးနေတဲ့ကိစ္စများအများဆုံးဒီတစ်ပတ်အတွင်းမှာပွင့်လန်းတည်သောရက်ကတော့ဗုဒ္ဓတောင်ရက်ကိုလှည့်ပြီးဆူတောင်းခြင်းဖြင့်တင်းနဲ့လာသားသမီးများတခုခုပိတ်ဆိုးနေတဲ့ကိစ္စများအများဆုံးပွင့်လန်းပြီဖြစ်ပါကြောင်းလီလီသာသာတင်ပြပေးလိုက်ပါတယ်ဗျာเนาะဒီချိန်မှာစိတ်တရားအစဉ်ပြေလာဆိုပြီးပါတယ်စိတ်ထဲမှာကြီးတုံကြတုံဖြစ်တယ် စိတ်ထဲမှာတခုရဲတင်းတင်းဆုပ်ပြတ်တယ်လက်ထဲမှာငွေကြီးအစင်ပြီးတယ်အိုးဝင်လောက်ကင်ပွင့်တယ်တွုံစုံတွုံစုံဖြစ်နေတော့ခင်ဗျာလောက်ကင်နဲ့ပတ်သက်တဲ့ပြဿနာတွေပုံမဲ့လက်ထဲမှာငွေကြီးနဲ့ပတ်ယာယီပြတ်တောက်မှုတွေကျုံးပြီးငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စများထင်းငော်လွဲချုံနေတတ်ပါတယ်ဗျာဒါကြောင့်ထင်းငော်လွဲချုံနေတဲ့ပုံကူများအင်္ကာတော့အရှိတောင်တော့လက်အိရိုက်တဲ့တန်းတန်းနဲ့ပတ်သက်တဲ့ပစ္စည်းလေးတခုကိုကိုင်းပြီးမှခင်ဗျာဆုတောင်းအတင်းတန်းလေးအာကျွန်တော်စိတ်သက်တည်ကြနေတယ် ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စပြတ်တောက်နေတဲ့အလောက်ကိနေနဲ့ပတ်သက်တာအဆင်မပြေဘူးတခုခုနဲ့ပတ်သက်တဲ့ကိစ္စလုံးသက်မြအကိုင်းနဲ့မြအကုန်လုံးကတခုခုနဲ့တခုနဲ့ပတ်သက်တာလွဲချောနေတယ်ဗျာထင်းငေါ်လွဲချောနေတယ်ကျွန်တော်ထင်းငေါ်လွဲချောနေတဲ့ကိစ္စလေးတွေသင်ပြခြင်းလားဒါကြောင့်အတင်တန်လေးကကျွန်တော်ထင်းငေါ်လွဲချောနေတဲ့ကိစ္စများအများဆုံးအဆင်ပြေအောင်ကုညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းအင်္ကာတောင်ရှေ့တောင်တောင်လှည့်ပြီးမှတန်လေးကိုဂိုင်းစုတောင်းမယ်ဆိုလို့ရှိရင်တော့တင်းတို့မှာပိတ်ဆို့နေတော့ကိစ္စများအများဆုံးပွင့်လာမှာဖြစ်ပါတယ် အင်္ဂါအသားသမီးတွေနဲ့ပတ်သက်တဲ့ဒီဘက်ထဲမှာတခုခုနဲ့ပတ်သက်တဲ့ထင်းငေါ်လွဲကျွန်တဲ့စိတ်ထဲမှာမနေမကြဖြစ်နေတဲ့ရှိနေသောအင်္ဂါအသားသမီးသားအလုံးတို့ဒီအင်္ဂါတောင်အရှိတောင်တောင်လက်ပြီးလက်ထဲမှာဘာမှမကိုင်းမနဲ့သူတောင်းကြသမှာတင်းတို့မှာပိတ်ဆိုနေတဲ့စိတ်ချမ်းသာပျော်ရွှင်မှုများပိတ်ဆိုနေတော့ကိစ္စများအများဆုံးပွင့်လန်းမည်ဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါရစေဗျာနော်ကိုနေနည်းနဲ့စက်တဲ့တဲ့လူလူယောက်ျားတွေအကောင်နဲ့ရွှေသေးတွေတက်တဲ့လူတွေနဲ့ပတ်သက်တဲ့ရိုးရိုးဖြစ်တတ်တဲ့ ကိုရင်ကိုရမှာမနေဘဲနဲ့တခြားရက်တဲ့အောင်မြင်ကြောကြတဲ့ရက်တွေသွားတတ်တယ်ကိုယ့်လုပ်ငန်းမှာမပြောဘူးတခြားလုပ်ငန်းတွေသွားတယ်ကိုယ့်အိမ်မှာမပြောဘူးတခြားလုပ်ငန်းတွေမှာသွားပြီးပြောပတ်တတ်တယ်ခဲ့ပြီးလူယောက်ကြတဲ့ရတချို့ကရောင်းလောင်းကြောင်းလောင်းပြစ်ပြီးတချို့ကတော့တိတိကျကျနဲ့ထွက်သွားနေတာပြစ်တတ်တယ်အောင်မြင်ကြောကြမှုတွေထုတ်တဲ့ရောက်တယ်လို့ရောင်းလောင်းလောင်းကြောင်းလောင်းကြောင်းငွေကြီးနဲ့ပတ်သက်တဲ့ကုန်ကြမှုတွေငွေကြီးနဲ့ပတ်သက်တဲ့ကြာဆုံးမှုတွေငွေကြီးနဲ့ပတ်သက်တဲ့ရုံလွှဲမှုတွေကျုံရတဲ့ကာလမျိုးဖြစ်ပါတယ်ဗျာဘௌဒ္ဓသားသမီးတွေကံကောင်းတာတစ်ဖက်ကံဆိုးတာတစ်ဖက် အလုံးလုံးလုံးအောင်မြင်တာတပည့်တဲ့အလုံးမလုံးလို့ကြာဆုံးတာတပည့်အအထက်နဲ့အောင်နဲ့မမြတ်တာပဲနဲ့အလေကောင်းမှမရှိပဲနဲ့ခမရကောင်းတာတပည့်ဆိုးတာတပည့်ဖြစ်နေတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဒါကြောင့်လူယောက်ျားတွေဓာတ်ပြက်နေပါတယ်ဗျာလူယောက်ျားတွေဓာတ်ပြက်နေတဲ့ဖြစ်တဲ့အတွက်ပတ်သက်လေးကိုကိုင်းတောက်ကြမြောက်ရကိုလှည့်ပြီးတော့ဆူတောင်းအသင်ပတ်သက်လေးရဲ့အိမ်မှာလူယောက်ျားအလုံးမလုံးဘူးလှုပ်လှုပ်မှဖြစ်မှာအိမ်မကပ်ဘူးကပ်မှဖြစ်မယ်နော်ကိုကိုလုပ်ငန်းမှာကိုမနေဘူးအပြင်ထွက်နေတယ်ကိုလုပ်ငန်းကိုရင်ရမှာနေမှဖြစ်မှာ အပြင်ထွက်တဲ့ကမှာပြဿနာကြီးဖြစ်မှကြောက်တယ်အိမ်မှာပြဿနာကြီးဖြစ်မှကြောက်တယ်ငွေကြေးနဲ့ပတ်သက်တဲ့ကြဆုံးမှုဖြစ်မှလည်းကြောက်တယ်ဒါကြောင့်အိမ်မှာအေးစေးစေးနေမယ်ကိုလုံငန်းကိုမိသားစုကိုအိမ်မှာချစ်ချစ်ကင်းကင်းကျဉ်းကျဉ်းနန်းနန်းနေပြီးဒီညောငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စအမြန်ဆုံးဆင်ပြေအောင်အတင်ပတ်တန်လေးရကူညီစောင့်ကြောက်တော်မူပါဆိုတဲ့အကြောင်းတောက်ကြမြောက်ရကိုလက်ပတ်တန်လေးကမ်းပြီးဆူတောင်းမယ်ဆိုလို့ရှိရင်တော့လူယောက်ျားတွေနဲ့ပတ်သက်တဲ့ပိတ်ဆိုနေတဲ့ကိစ္စများအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါလေဗျာအထူးသဖြင့်ဗုဒ္ဓသာသမိတွေဒီချိန်မှာရောင်းတော်တော်ကြောင်းတော်တော် ကျိုးအားရမျိုးတွေဖြစ်နေတဲ့ဗုဒ္ဓသာသမီများအားလုံးတို့ဒီတင်းနှင်းဝင်နေတော့အရှိမရောက်တော့လက်လက်ပြီးမှခင်ဗျာစူတောင်းလိုက်သမှာဗျာလက်ထက်မှာဘာမှမကိုင်းမနဲ့စူတောင်းခြင်းဖြင့်တင်းတို့မှာပိတ်ဆို့နေသောကိစ္စများဒီတစ်ပတ်အတွင်းမှာဗုဒ္ဓသာသမီတွေကတင်းနှင်းဝင်နေတော့အရှိမရောက်တော့လက်ပြီးစူတောင်းမယ်ဆိုလို့ရှိရင်တော့တင်းတို့လိုအပ်တဲ့စာနာများအများဆုံးပြည့်ဝပြီးတော့လိုအပ်သမျှအဆင်ပြေမီဖြစ်ပါကြောင်းလေးလေးစားစားရေရေအားဖြင့်ပြပို့လိုက်ပါတယ်ဗျာကိုနေနီးနေဆက်တဲ့မင်းအုပ်ချုပ်တယ်မင်းနေကိုရတ္တိတာမဟုတ်တဲ့တခြားရတ္တိတာတွေသွားတယ် ကိုရကုတီတာမှာငွေကြီးနဲ့ပတ်သက်တဲ့ကြတဲ့မှုဒါမှမဟုတ်ငွေကြီးနဲ့ပတ်သက်တဲ့လက်စားမှုငွေကြီးနဲ့နဲ့ပတ်သက်တဲ့အလွဲသုံးစားမှုတွေကျုံရသလိုကိုရကုတီတာမှာအိုးရင်လောက်ကိုင်းနဲ့ပတ်သက်တဲ့ကိစ္စမှာလည်းဘေးကအဆင်ပြေစလို့နဲ့တကယ်တမ်းကြတဲ့အဆင်မပြေတဲ့ကာလမျိုးဖြစ်ပြီးတော့ကိုရတီတာမှုတွေတခြားဒီမှာအိုးရင်လောက်ကိုင်းနဲ့ပွင့်လန်းတတ်တဲ့ကာလမျိုးတွေဖြစ်ပါတယ်မင်းနေရအတဲဟိုဟိုငွေကြီးနဲ့ပတ်သက်တဲ့ကြတဲ့တဲ့ကိစ္စဖြစ်ရင်ဖြစ်မဖြစ်ငွေကြီးနဲ့ပတ်သက်တဲ့လက်စားတဲ့ကိစ္စနေရာတွေနဲ့ပတ်သက်တဲ့ အပြည့်အစုံတွေအများဆုံးပေါ်ပေါက်နေတဲ့ကာလမျိုးတွေဖြစ်ပါတယ်ဗျာ။နောက်ဒါကြောင့်မင်းနေတက်ပြက်နေတဲ့တက်ပြက်နေတဲ့မင်းနေနဲ့ပတ်သက်တဲ့ကိစ္စအစဉ်ပြေရင်တော့တင်းနှင်းတွင်နေတော့ရှေ့မြောက်တော့လှက်နော်အဲ့ဒါလေးအာလူးလေးကိုဂိုင်းပြီးမှဆူတောင်းလိုက်စမ်းပါတင်းတို့မှာပိတ်ဆို့နေတဲ့ကိစ္စများအများဆုံးပွန်းသန်းသွားမှာဖြစ်ပါတယ်။ဒါကြောင့်ဒီလိုဒီကြက်ကာလမှာမင်းနဲ့ပတ်သက်တဲ့ကိစ္စပညာရေးနဲ့ပတ်သက်တဲ့ကိစ္စမြေယာဉ်နဲ့ပတ်သက်တဲ့ကိစ္စသမွေးရင်းနဲ့ပတ်သက်တဲ့ကိစ္စတွေတခုခုကြုံတွေ့ရတဲ့ခொနေတသမီးအားလုံးတို့ဒီတင်းငွေတွေတောင်းရှေ့မြောက်တောင်းလက် အာလူလေးကိုကိုင်းပြီးမှဆူတောင်းခြင်းအပြင်ဖြစ်ပေါ်နေတဲ့အိုးဝင်လောက်ကိုင်းဇာမွေးဒီနဲ့ပတ်သက်တဲ့အပြောင်းအရွှေ့ရာတူတူနဲ့ပတ်သက်တဲ့ကိစ္စမင်းနဲ့ပတ်သက်တဲ့ကိစ္စများဖြစ်ပေါ်နေတဲ့အခေပြန်များအာလူဆိုတော့ဥလာအမြန်ဆုံးကူညီစောင့်ကြောက်ပြီးတော့အမြန်ဆုံးအဆင်ပြေသွားမည်ဖြစ်ပါကြောင်းလေးလေးစားစားတင်ပြပေးလိုက်ပါရစေဗျာအထူးသဖြင့်ကြာသပတိသားသမီးများဒီချိန်မှာငွေကြေးနဲ့ပတ်သက်တဲ့ခက်ခဲတတ်တဲ့ငွေကြေးနဲ့ပတ်သက်တဲ့ပြဿနာပေါ်ပတ်တဲ့ကဲ့မြေယာနဲ့ပတ်သက်တဲ့အပြောင်းအရွှေ့ရာတူတူနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကြံ့ကြာနေတယ်ပညာရေးနဲ့ပတ်သက်တဲ့ကြံ့ကြာနေတဲ့ ကြာသာပရိသတ်အသင်းမိများတခုခုကြံ့ကြံ့နေအနောက်ရက်ကိုလှည့်ပြီးတော့ဘာမှမကင်မဲနဲ့ဆူတောင်းခြင်းအပြင်တင်းတို့ဆူတောင်းတဲ့ကိစ္စအားလုံးတို့ဒီဘက်တွင်မှာကြာသာပရိကြာသာပရိအနောက်ရက်ကိုလှည့်ပြီးတော့ကြာသာသီသတ်မိများအန်ကြာသာပရိအရက်ကိုလှည့်ပြီးဆူတောင်းခြင်းအပြင်တင်းတို့မှာပိတ်ဆို့နေတဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာနော်တောက်ကြသားသမီးတွေဒီချိန်မှာလည်းကူသွားကျင်လို့သွားခွင့်ပြောကျင်တယ်လို့ပြောခွင့်လှုပ်ကျင်တယ်လို့လှုပ်ခွင့်နေမရဘူး။အီးလေလေဖြစ်နေပါလေဗျာ။သွားတွန်းဆုံတွန်းဆုံလာတွန်းဆုံတွန်းဆုံပြောတွန်းဆုံတွန်းဆုံဖြစ်နေတော့ မိမိရတဲ့ရတဲ့တဲ့ငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စအလုပ်ကိန်းနဲ့ပတ်သက်တဲ့ကိစ္စများကြံ့ကြာတတ်တာဖြစ်ပါတယ်ဒါကြောင့်ခொနည်းသားသမီးအားလုံးတို့ဒီတခုခုကြံ့ကြာနေလို့ကတော့ဘုံသူတောင်ရက်ကိုလှည့်ပြီးရေးလေးတောက်လိုက်စမ်းပါဗျာရေးလေးတောက်ပြီးမှဆူတောင်းလိုက်စမ်းပါသင်တို့မှာပိတ်ဆို့နေတဲ့ကြံ့ကြာနေတဲ့ခီးစကားများအမြန်ဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်ဗျာဒီဒီပတ်အတွင်းမှာတော့တောက်ကြသားသမီးတွေကတော့တခုခုလိုအပ်ချက်ကြီးလို့ကတော့တောက်ကြမြောက်ရက်ကိုလှည့်လက်ထဲမှာဘာမှမကင်မင်းနဲ့ဆူတောင်းသမ်းပါဗျာ ်တင်းတို့မှာပိတ်ဆို့နေတဲ့ခီးစကားနဲ့ပတ်သက်တဲ့ကိစ္စလွှဲချောနေတဲ့ကိစ္စဖြစ်ပေါ်ခြင်းနဲ့တိုးတက်ခြင်းနဲ့ကိစ္စတွေနဲ့ပတ်သက်တဲ့အများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ်။တောက်ကြသိမီအားလုံးတို့ဒီဒီဘတောက်ကြမြောက်ရက်ကိုလက်ပြီးဆူတောင်းလိုက်ကြမှာတင်းတို့ရဲ့စိတ်ချမ်းသာပျော်ရွှင်နေမဲ့ရလုံမှုများတောက်ကြမြောက်ရက်ကကုညီစောင့်ရှောက်သွားမှာဖြစ်ပါတယ်ဗျာ။စနေသားသမီးတွေရဒီချိန်မှာဝါဒတာအမှုခင်းရိုးရာနိုင်ငံခြားတွေတွေ့တယ်နိုင်ငံခြားနဲ့ပတ်သက်တဲ့ကိစ္စဝါဒတာနိုင်ငံခြားကိုသွားမယ်နိုင်ငံခြားနဲ့ပတ်သက်တဲ့သွားမယ်လမ်းကြောင်းတွေမှာထိတိတိ အဲဝါဒတာထိတိဖြစ်သလိုအကူညီပေးတဲ့လူကတပိုင်းပြဿနာရှာတဲ့လူကတပိုင်းအစဉ်ပြေတဲ့တင်ရတနည်းအစဉ်မပြေတဲ့နေရာတနည်းအလုံးဝအယောင်ယောင်မမအလွဲလွဲချောချောဖြစ်ပြီးငွေကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေကလည်းအောင်မြင်ကြကြတတ်တဲ့ကာလမျိုးဖြစ်ပါတယ်။သူကကိုကဘေးလို့အောင်မြင်မယ်မဘေးလို့ပြဿနာရှာကားမယ်ငွေကြီးကြက်တဲ့အသွားကိုချီးမယ်ရတတ်တယ်အဲ့ဒါမျိုးတွေကြုံတွေ့နေရတဲ့ကာလမျိုးဖြစ်အမှုခင်းရိုးရဖော်လို့ဒိုးရပြောရမှာဖြစ်ပါတယ်။ရိုးရတွေပြက်နေတာဖြစ်ပါတယ်ဗျာအတိုင်းမြင်ပါလေရိုးရိုးရိုးဟာလား တခြားနိုင်ငံတွေအားကောင်းပြီးကိုယ်နိုင်ငံတနိုင်ငံလုံးတစ်ကမ္ဘာလုံးကရိုး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 နဲ့တခုတခုပြီးတခုပြဿနာပေါ်ပေါက်နေတဲ့ကာလမျိုးတွေဖြစ်ပါတယ်မကြမီချိန်တော်နေမှာကျွန်တော်တို့၃လပိုင်း၁၆ရက်ကျော်ရင်တော့စတင်ပြီးတော့ငြိမ်းချမ်းမဲ့ကာလမျိုးကိုစတင်ပြီးတော့ရောက်ရှိနေတဲ့ကာအာမျိုးဖြစ်ပါတယ်ကျွန်တော်တို့တန်ခတ်တီကျွန်တော်သက်ဆိုင်ရာပုံကူတွေရဲ့အဆောင်လျှောက်တွေကျွန်တော်တို့တွေ့နီးတွေနဲ့တွေ့တဲ့အခါမှာဒီ၃လပိုင်း၁၆ရက်ကျော်သွားနေတဲ့နိုင်ငံနဲ့ပတ်သက်တဲ့နှီးနှင်သက်သက်တဲ့ကိစ္စများဖြစ်ပေါ်နေတဲ့ပြဿနာတွေကအနေငယ်ပြေလျော့ပြီးတော့ ငင်းညမ်းမှုအစပြုတဲ့ကာလမျိုးလို့ဆိုရမှာဖြစ်ပါတယ်။ဒါကြောင့်ရိုးရဖို့ကြပါရိုးရဖို့မှဒုရာကျော်မှာဖြစ်ပါတယ်ဗျာ။အမုတ်ခင်းပြဿနာများဝိပါခြင်းတဲ့ပုံကူများတော့ကျွန်တော်တို့ကစနေဆောင်အနောက်တောင်တောင်းကိုလက်ပတ်စံလေးကိုင်းပြီးမှဆူတော့သင်တို့မှာလွဲကျော်နေတဲ့ခီးစကားနဲ့ရိုးရနဲ့ပတ်သက်တဲ့ကိစ္စများအများဆုံးအစီအပြေမှာဖြစ်တယ်လို့စနေသားသမီးတွေဖြစ်ခဲ့လို့ရှိရင်လည်းစနေတောင်းအနောက်တောင်တောင်းမှာလှည့်ပြီးတော့ဘာမှမကိုင်းမင်းနဲ့ဆူတောင်းခြင်းဖြစ်သင်တို့ဆူတောင်းခြင်းတဲ့ကိစ္စဗလားဆူတောင်း ပိတ်ဆိုနေတဲ့ဒီတစ်ပတ်အတွင်းမှာတော့စနေသားသမီးကစနေတော့နောက်တော်တော်မှာကံကောင်းခြင်းများရှိပြီးစနေတော့နောက်တော်တော်လှည့်ပြီးမှဆူတောင်းမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့ကိစ္စများအများဆုံးပွင့်လန်းသွားမှာဖြစ်ပါလေဗျာဒါကြောင့်ကိုယ့်ရဲ့3လ2025မှာဒီ25ရဲ့3လ2025အတွင်းကံကောင်းသေးတဲ့ကဏ္ဍတွေကိုစတင်တင်ပြသွေးပေးသွားမှာဖြစ်ပါလေဒီတစ်ပတ်အတွင်းမှာကံကောင်းသေးတဲ့ကဏ္ဍတွေက3ရို့4ရို့8ရို့ ကဏ္ဍကြီးအားကောင်းပါတယ်ဗျာဒါကြောင့်တုံညာတို့လေးတို့ရှစ်တို့ပါတဲ့ကဏ္ဍကြီးကဒီတစ်ပတ်အတွင်းမှာအောင်မလေးကြီးမှာပကဏ္ဍကြီးတော်တော်များများအားကောင်းတဲ့ကာလမျိုးတွေဖြစ်ပါတယ်အထူးသဖြင့်အောင်မလေးကြီးမှာတုံညာတို့လေးတို့ဆိုရင်တော့ခမအောင်မလေးကြီးဒီထိုးမယ်ဆိုရင်တော့ထိတ်ကဏ္ဍကြီးကိုအဥစားပေးပြီးတော့တုံညာတို့လေးတို့ပါတဲ့ကဏ္ဍလေးတွေထိုးနောက်ပိတ်ကလေးတွေထိုးမယ်ဆိုရင်တော့လေးတို့ရှစ်တို့ပါတဲ့နောက်ပိတ်ကလေးတွေထိုးမယ်ဆိုလို့ရှိရင်တော့အောင်မလေးကြီးနဲ့ပတ်သက်တဲ့ကံများအများဆုံးပွင့်လန်းတော်မှာဖြစ်ပါတယ် တကယ်လို့ဒါအပူလေးတွေကြိုက်တယ်ဆိုရင်လေးလေးအပူလေးတွေနဲ့ပတ်သက်တဲ့ကိစ္စလေးအောင်မလေးလေးကြီးထိုးเนาะဒါမှမဟုတ်ရင်အားကောင်းသေးတယ်ဒီတစ်ပတ်အတွင်းမှာအားကောင်းဆုံးထိကန်နေစမယ်ဆိုရင်တော့လေးနဲ့ပတ်သက်တဲ့ကိစ္စတွေကအားကောင်းဆုံးကဏ္ဍနေဖြစ်ပါတယ်ဗျာနှလုံးတွဲလုံးလေးတွေနဲ့တွဲတွဲထိုးခြင်းတော့ဆိုတော့၃ညလေးတို့လေးရှိတို့ရှစ်တုံညဆိုတဲ့ကဏ္ဍလေးတွေကန်စားမယ်ဆိုရင်တော့သူတို့ပိတ်ဆိုနေတဲ့ထိကန်များအများဆုံးပွင့်လန်းသွားမှာဖြစ်ပါတယ် ဒီတစ်ပတ်ကားအကောင်းဆုံးကဏ္ဍလေးပြပါလေဗျာနော်အဲ့ဒါမှာတကယ်လို့လေးတွေပါလေစကားမယ်ဆိုရင်လေးရထိပ်ပိနောက်ပိကူထားပါတုံညပါရင်ထိပ်စီထားပါအဲ့တော့ထိပ်ပိကဏ္ဍနေထိုးပါရှစ်ပိုင်တော့နောက်ပိကဏ္ဍလေးတွေထားတကယ်လို့ဒါခမဒီတွဲလုံးလေးတွေနဲ့အဲ့တွဲလေးတွေဆိုတုံညလေးတွဲတို့လေးရှစ်တွဲတို့ရှစ်တုံညတွဲတွေအောင်ပါလေဒီကိုနောက်ရကိုလည်းရေးလေးတောက်ပြီးမှထီကန်လေးတွေစမယ်ဆိုရင်တင်းတို့မှာပိတ်ဆိုနေတဲ့ထီကန်များအမြန်ဆုံးပွင့်လန်းပြီဖြစ်ပါကြောင်းလေးလေးစားစားရွှေညာမီမိသားစုကိုစားဆရာကြီးမြန်မာကြီးမှလေးလေးစားစား တင်ပြပေးလိုက်ပါတယ်ဗျာကျွန်တော်တို့ရှင်ချမီမိသားစုကလည်းအရင်တစ်ပတ်ဒီမှာနေ့စဉ်နေ့စဉ်ထုတ်လုပ်မှုတွေရပ်ဆိုင်ပြီးတော့ကျွန်တော်တို့အိုးရင်လောက်ကိုင်းတဲ့ပတ်သက်တဲ့ကိစ္စလေးအစိုးရနဲ့ပတ်သက်တဲ့ကိစ္စအပြောင်းအရွှေတွေနဲ့ပတ်သက်တဲ့ပြဿနာတွေပေါ်ပေါက်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ယာယီရပ်တန့်ပြီးတော့အိုးရင်လောက်ကိုင်းတဲ့ပတ်သက်တဲ့ကိစ္စပြန်လည်အဆင်ပြေအောင်ကျွန်တော်တို့ပြုပြင်ဆောင်ရွက်နေရတဲ့ကာလမျိုးတွေဖြစ်ပါတယ်အဲ့ကာလတွေကျွလွန်သွားတဲ့အခါမှာဒီတစ်ပတ်အတွင်းမှာတော့ပုံမပြည့်ရှင်ညာမင်းမိသားစုဒါမှမဟုတ်ရောဘော channel ကလည်း ပုံမှန်ပြက်ဆက်လက်ပြီးတော့ထုတ်လို့မိဖြစ်ပါအကြောင်းသတင်းကောင်းများပါလိုက်ပါတယ်ဗျာကျွန်တော်ရင်တစ်ပတ်ကကျွန်တော်နေတင်နေတင်ထုတ်လို့တဲ့ကိစ္စတွေမထုတ်လို့မဲ့ယာယီရတ်တန်တဲ့ကိစ္စတွေအားလုံးကျွန်တော်တို့အပြောင်းရွှေ့တွေနဲ့ပတ်သက်တဲ့အစိုးရနဲ့ပတ်သက်တဲ့ပြဿနာလေးတွေဖြစ်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့နားလည်ပြီးတော့ခွင့်လွှတ်ပေးကြမှုကံလေးလေးစားစားတောင်းမေတ္တာရက်ခံတောင်းပါလိုက်ပါတယ်ဗျာဒါကြောင့်ပြည်သားမျိုးမိသားစုကိုချီးကျူးကြတဲ့ပိဒါအားလုံးတို့ဒီယနေ့မှစ၍အိုးအိမ်လောက်ကများပွင့်လန်းပြီးစိတ်ချမ်းသာပျော်ကြွတဲ့လူနိုင်တန်းနိုင်ပါသည် ငွေကြီးနဲ့ပတ်သက်တဲ့အစုလိုက်ပြုံလိုက်လုံလိုက်ခဲလိုက်ဝင်ရောက်ပြီးတော့သာသနာပြုနိုင်တဲ့သာကောင်သမီကောင်ဝိသားသူကောင်များပြည်ကြပါသည်ကြောင့်ရှင်ညာမီမိသားသူကိုစားဆရာကြီးမြတ်ပါပြီးမှလေးလေးစားစားတူတောင်းမြတ်တာပို့လိုက်ပါတယ်ဗျာအားလုံးကျေးဇူးတင်ပါတယ်ဆရာကြီးမြတ်ပါပြီးပါဗျာ